လီဗာပူးကိုအနိုင်ကစားမယ်ဆိုတဲ့ဂါနာချို ချက်စီတိုက်စစ်ကစားသမားဂါနာချိုကတော့ပရီးမီးယားလိလက်ရှိချန်ပီယံလီဗာပူးအသင်းကိုအိမ်ငွေ့မှာအနိုင်ရအောင်ကစားသွားမယ်လို့ပြောကြားခဲ့ပါတယ်။ချက်စီအသင်းကပရီးမီးယားလိပွဲစဉ်9ဖြစ်အော်တိုဘာ4ရက်စနေနေ့မှာတော့အမှတ်ပေးစရာထိပ်ဆုံးမှဥဆောင်နေခဲ့တယ်။လီဗာပူးအသင်းကိုအိမ်ငွေ့စတန်ဖို့ဘရစ်မှာလက်ခံကစားရမှာပဲဖြစ်ပါတယ်။ဒီရသည့်မှာပရီးမီးယားလိပွဲစဉ်6အပြီးမှာတော့လီဗာပူးအသင်းကရမှတ်15မှတ်နဲ့အဆင့်1နေရာမှာရပ်တည်နေခဲ့ပြီးတော့ချက်စီအသင်းကတော့ရမှတ်10မှတ်သာရရှိထားခဲ့ပြီးတော့အဆင့်8နေရာမှာရပ်တည်နေခဲ့တာပါ။စနေနေ့မှာကစားမယ်ပရီးမီးယားလိပွဲစဉ်ကတော့ မ်ပီယံစုကိုစိန်ခေါ်ချင်နေတဲ့ Chelsea အသင်းအတွက်အမှားမခံတဲ့ပွဲမျိုးဖြစ်ပြီးတော့ Liverpool ကသာရှုံးနေခဲ့မယ်ဆိုရင်တော့စောစောစစ်စစ်ပဲအမှတ်ကွာမှုကြီးမားသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့် Chelsea တိုက်စစ်ကစားသမားဂါနာချိုကတော့ Liverpool အသင်းနဲ့ကစားမယ့်ပွဲမှာအနိုင်ရရှိဖို့အတွက်အကောင်းဆုံးစူးစမ်းသွားမှာဖြစ်တဲ့အကြောင်းကိုပြောကြားခဲ့တာပါ။ ကနာချိုပြောခဲ့တာကတော့စနေနေ့မှာကျွန်တော်တို့အနေနဲ့လီဗာပူးအသင်းကိုအိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့သူတို့ကိုအနိုင်ရဖို့အတွက်ဂျိုးပန်းသွားမှာပါလီဗာပူးအသင်းကရှင်မြန်ရအလွန်ခက်ခဲတဲ့အသင်းဖြစ်ပေမဲ့လည်းကျွန်တော်တို့အနေနဲ့သူတို့ကိုအနိုင်ရဖို့အတွက်အကောင်းဆုံးစူးစမ်းသွားပါမယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ချယ်ဆီအသင်းကပရီးမီးယားလိနောက်ဆုံး၄ရာသီအတွင်းမှာတော့လီဗာပူးအသင်းကိုအိမ်ကွင်းမှာရှုံးခွင့်မရှိဘဲနဲ့တပွဲနိုင်၃ပွဲတည်းရလက်ထွက်ပေါ်ထားခဲ့တာပဲဖြစ်ပါတယ်